ဝေလမင်းသမီးဒိုင်ယာနာက သူမရဲ့အလှကျက်တရေနဲ့သာမကနှရှိုင်းနဲ့ကယူနာနဲ့လည်းကဘာကြီးကိုညှို့ယူဖန်ဆားခဲ့ပါတယ်။သူမကတော်ဝင်ဖြစ်ရခြင်းရဲ့အဓိပ္ပာယ်ကိုပြန်လည်ပြဋ္ဌာန်းခဲ့ပြီးနန်းတော်နေရည်များကိုကြော်လွန်ကလူတွေနဲ့သူတို့ရဲ့အမှောင်မိုက်ဆုံးခိုက်တက်များမှာဆက်သွယ်ခဲ့ပါတယ်။ AIDS ယောဂဆိုးကြီးကိုကြောက်ရွံ့မှုနဲ့မတိကျတဲ့သတင်းချက်လက်များကပရမိုးထားတဲ့ကာလမှာ သူမက AIDS လူနာများနဲ့လက်ဆွဲနှုတ်ဆက်ပြခဲ့ပြီးကူးစက်ယောဂဆိုတဲ့နာမည်ဆိုးကြီးကိုဖျောက်ဖျက်ပစ်ခဲ့ပါတယ်။သူမရဲ့နှလုံးသားကဈေးရုံမှာရှိနေတဲ့ကလေးလူနာများမှသည်အိုးမဲ့အိမ်မဲ့နေရသူများအထိအားနည်းသူများနဲ့တသားတည်းတူရှိခဲ့ပါတယ်။ သူမရဲ့နောက်ဆုံးရက်များမှာမြေမြုပ်မိုင်းများကိုစန့်ကျင်တဲ့တတိရှိတဲ့ရက်တီမှုကိုပြသခဲ့ပြီးပောက်ကွဲနိုင်တဲ့မြေမြုပ်မိုင်းကွင်းတွေကိုရှောက်သွားရင်းမိုင်းကြောင့်ဆိုးရွားတဲ့လူသားဆိုင်ရာ ဆုံးရှုံးမှုတွေကိုဖော်ထုတ်ခဲ့ပါတယ်။ဒိုင်ယာနာရဲ့စစ်မှန်တဲ့အငွေနှစ်ကသူမရဲ့လုံရက်နဲ့ဂယုနာဖြစ်ပါတယ်။ ူမက သူမရဲ့ထူးခြားတဲ့ဘွယ်ထူးကိုလူအများနဲ့အလန်းကွာဝေးအောင်မဖန်တီးပဲနှွေးထွေးမှုဂုံတိတ်ခါရှိမှုနဲ့ရိုးရှင်းတဲ့လူသားဆန်တဲ့ထီထွေးမှုကိုပေးအပ်ဖို့ကိုသာအသုံးပြုခဲ့ပါတယ်စမန်နဲ့တော်ဝင်ကုံပုတ်ဆိုတာဂယုဆိုင်မှုဆိုတဲ့ဂယုနာအည်သွေးထဲမှာသာရှိကြောင်းသူမကပြသခဲ့ပါတယ်။သူမရဲ့ဂယုနာကအတွန်းရှည်ကြတဲ့မျောလင်းချက်ရဲ့ထာဝရအမွေနှစ်ကိုခြံထားရခဲ့ပါတယ်။ Everyone needs to be valued. Everyone has the potential to give something back if only they had the chance. We, as part of society, must ensure that young people who are our future are given the chance they deserve.